သူကဖြစ်ပုံကဒီလိုလေဓမ္မပါဠိရွာကြီးကငငယ်ရွယ်ရွယ်နဲ့တည်တဲ့သူရဲ့လို့မရှိဘူးတဲ့เนาะကြီးမှပဲအိုးတည်တဲ့သူပဲရှိတယ်เนาะယောဂဖြစ်ပြီးတော့တည်တာလည်းမရှိဘူးတဲ့တယောက်နဲ့တယောက်တတ်လို့ဖြားလို့တည်တာလည်းမရှိဘူးလူငငယ်လေးတွေဘယ်တော့မှမတည်ဘူးတဲ့အဲ့ဒီရွာကကလေးတယောက်ကတက္ကသိုလ်ပြည်ကိုသွားပြီးတော့စာသင်တာစာသင်ရင်းနဲ့ဟိုမှာအဲ့ဒီတက္ကသိုလ်ပြည်မှာသူနဲ့စာသင်ပဲတငယ်တငယ်ချင်းတွေပေါ့ဒီကျောင်းတွေပဲတွေတဲ့က ကျောင်းသားတယောက်ကဆုံးတာဆုံးတော့သူအားအားသိနေတာလေဟာဘာလို့သေးတာတော့ဟာဒီရွယ်မသေးရဘူးလေဘာလို့သေးရတာတော့ဒီရွယ်လေးနဲ့သေးတယ်ဆိုတော့ဘေးကကျောင်းသားတွေကဘာပြစ်တော့ဘယ်ရွယ်ပြစ်သေးတာပေါ့မင်းကထူးဆန်းလို့လို့ဘာညာတယ်ဘေးကပြောကြတာပေါ့သူ့ကိုအာမဟုတ်ဘူးဒါမသေးရဘူး तू အတင်းကြီးနေတာလေအတင်းကြီးနေတဲ့ခါကျတော့အဲ့ဒီဒိသပမောကဆရာကြီးကတတိထားမိတယ်ဒီကလေးဟာဒီလောက် ဟိုအကြောက်အကငင်းနေတာကိုထောက်ရင်တော့သူငငယ်ရွယ်ရွယ်နဲ့သေးတာကို तू မမြင်ဘူးသေးဘူးခုမှမြင်ဘူးလို့ तू အထူးဆန်းဖြစ်နေတာအဲ့တော့ငါစုံစမ်းကြည့်မယ်ဆိုပြီးတော့စုံစမ်းကြည့်တဲ့အခါကျတော့ကလေးကိုခေါ်မိတာပေါ့မင်းမင်းတို့ရွာမှာကောအဲ့ဒီလိုသေးတာမရှိဘူးလားဆိုတော့မရှိဘူးကြားတော့မကြားဘူးလားမကြားဘူးဒီလိုငငယ်ရွယ်ရွယ်နဲ့သေးကြားလည်းမကြားဘူးလို့ပြောတယ်ဒါနဲ့အဲ့ဒီကလေးပြောပုံပြောနေရလဲပဲဒါမှန်မှန်ကန်ကန်ပြောတဲ့ပုံပေါက်တော့မယုံတာနဲ့ ဆရာကြီးကသူမသိအောင်တက်တက်ကလေးသူ့ရွာဘက်ကိုထွက်လာပြီးတော့စုံစမ်းကြည့်တာစုံစမ်းပုံလေးကဘယ်လိုစုံစမ်းတာတော့ဆိုတော့အဲ့ဒီကလေးရဲ့မိဘတွေအိမ်ကိုမေးပြီးတော့သူကသွားတာသွားတော့ရတွေ့တာတွေ့တော့ခမရတို့အဲ့ဒီနာမည်နဲ့အဲ့ဒီကလေးနဲ့တက္ကသိုလ်ပြည်မှာစာသင်ပုတ်ထားတာရှိသလားခမရတို့သာရှိတယ်အဲဗျာအဲ့ဒီလိုဆိုလို့ရှိရင်ကျုပ်ကခမရတို့ကိုလာပြီးတော့အကြောင်းကြားတာပါအဲ့ဒီတက္ကသိုလ်ကလာတာပါ တခြားတော့မဟုတ်ပါဘူးခင်ဗျားတို့ကလေးလေးဟိုမှာယောဂဖြစ်ပြီးတော့ဆုံးသွားလို့လာပြောတာပါဆိုပြီးတော့တတိဟိုတရားကြီးကလိန်ပြောတာဟိုကလူတွေကဝိုင်းကြီးကြတာလေအဲ့လိုပြောတော့သူတို့သားလေးဆုံးတယ်ဆိုတော့ဘယ်လိုလုပ်သေးရမှာတော့ဒီအရွယ်မသေးရဘူးမသေးဘူးမဟုတ်ဘူးဆုံးတာအားမယုံဘူးခင်ဗျားပြောလည်းမယုံဘူးတရားလုံးကမယုံဘူးသူပြောတဲ့စကားကိုဒီကလေးလေးချုံးတယ်လို့ပြောတာဒါကနဲ့သူကလမ်းကနေပြီးတော့အယိုးလေးပေါ့ တိရစ္ဆာန်အယိုလေးကိုကောက်သွားတာဒီမဲခမရတို့သားအယိုလေးကျိုးတော့ယူလာခဲ့သေးတယ်လို့ပြတာခမရအမြဘာပြပြမယုံဘူးလို့ဆိုတရွာလုံးကလက်မခံဘူးလက်မခံတာနဲ့လိုက်ဆုံငါလိုက်တဲ့ကကြောင့်ဟုတ်တယ်ရွာထဲကတရွာလုံးကဘသူအမှငငငယ်ရွယ်ရွယ်နဲ့သေးတယ်ဆိုတာသူတို့ရွာမှာမရှိတဲ့ခါကျတော့မယုံဒါနဲ့သူကမေးတာပေါ့ခမရတို့ရွာဘာလို့ဒီလိုငငယ်ရွယ်ရွယ်နဲ့သေးတဲ့သူမရှိတာတော့မေးတဲ့ခါကျတော့မတို့ရွာကလူတွေကအဲ့ဒီလို့ ဟုတ်လားသူများအသက်တတ်တာတွေလည်းမလုပ်ဘူးသူများဥစ္စာခိုးတာဆိုတာလည်းမလုပ်ဘူးသူများသမီးရဲ့အဖြစ်အစီတွေဆိုတာလည်းမလုပ်ဘူးတယောက်နဲ့တယောက်လိန်ညာပြောတာလည်းမလုပ်ဘူးတယောက်နဲ့တယောက်နိုင်တယ်ကြီးငယ်ဟုတ်လားနှိမ့်ဆက်ညှိမ့်ပါနဲ့ဆိုတာလည်းငရုတိမှာမရှိဘူးအရဲမူရတေစာပေါက်စားတဲ့ဆိုတာလည်းမရှိဘူးလောင်းစားလည်းမရှိဘူးလို့သူကပြောပြပြောပြတော့မှအဲ့ဒါဆရာကြီးကစဉ်းစားလာဒါဆိုရင်တော့ဟုတ်နိုင်လောက်တယ်ဒီရွာဟိုတရားရှိတဲ့ရွာတရားစောင့်တဲ့ရွာပဲ တရားဆောင်တဲ့အတွက်တရားကသူတို့ကိုပြန်ဆောင်ပြီးတော့သူတို့ဟာငငယ်ရွယ်ရွယ်နဲ့သိတဲ့သူမရှိ ဖြစ်တာပဲလို့ဆရာကြီးကတကယ်သူဆရာကြီးကကောက်ချက်ချလိုက်ဒီဒီဇာလန်းလေးဒါလား950တဲ့မှာလာတဲ့ဇာလန်းပေါ့နော်အဲ့ဒီဇာလန်းလေးကိုကြည့်လိုက်လို့ရှိရင်အဲ့ဒီအချိန်ကဒါဖရားမရှိဘူးနော်ဖရားလောင်းဘဝကဖြစ်ပြခဲ့တဲ့ဟာကိုပြန်ပြောပြတာဟုတ်နော်ဖရားမရှိသေးတဲ့အတွက်ဒါသူဘာသာမတီတီရွာကသူတို့တရားဆောင်နေဆိုတာဘာသာရေးအရာဆောင်တာမဟုတ်ဘူး တို့ရဲ့ကျင့်ဝတ်ဓလေထုံးစာအရာရှေးရှေးဘိုးဘွားတွေကနေပြီးတော့ချပေးခဲ့တဲ့လမ်းစဉ်ရှိတယ်။ရှိတဲ့ကဲနောက်တို့တွေကနေအဲ့ဒီလမ်းစဉ်အတိုင်းလိုက်ပြီးတော့ဟုတ်လားသူများတဲ့တာချင်းလည်းမလို့သူများဥစ္စာခိုးခြင်းလည်းမလို့လိန်ညာခြင်းလည်းမလို့တည်ရည်တည်ရည်လည်းမတော့တရားနာတရားညှိမနှိမ့်ဆက်တယ်ဆိုတာလည်းမလို့တဲ့အခါကျတော့တရားကပြန်ဆောင်တဲ့အတွက်သူတို့ဟာအသက်ရှိပြီးတော့ OTT အောင်နေရတယ်ဇာကအဲ့ဒီလိုလေးပြအဲ့တော့ပြတော့အဲ့ဒါဈေးကိုကြည့်ပြီးတော့မှဩော် ဘာသာမဲ့တာကဟိုကြောက်စရာမလိုဓမ္မမဲ့တာတာကြောက်စရာဓမ္မမဲ့ရင်တော့လူတွေဆင်းရဲဒုက္ခရောက်မယ်ပေါ့ဓမ္မမမဲ့ဘူးဆိုရင် လူတွေချမ်းသာတယ်ဆိုတာဒီဓမ္မဘာလာဇတ်ကလည်းပဲပြတယ်နော်တို့950ဇတ်မှာလေဓမ္မဘာလာဇတ်ကလည်းပြတယ်အခုလက်တွေ့အားဖြင့်ခေါင်းကပြောတယ်ဥရောပမြောက်ပိုင်းကနိုင်ငံလေးတွေကလည်းပဲပြတယ် သူတို့ဘာသာမဲ့ရခုနစရာခိုင်နှုံးရှိတယ်တဲ့ဒါပဲလို့ရာဇဝဲမှုမနေပါတယ်တဲ့ငွေကြေးဖောင်းပွားမှုလည်းနေပါတယ်ပညာတာလည်းပဲမြားတယ်စာမတက်တဲ့သူမရှိသလောက်ပဲတဲ့နော်ငွေကြေးကလည်းပဲခိုင်ပါတယ်စီးပွားလည်းဖြစ်တယ်ဆိုတော့ရာဇဝဲမှုလည်းနေပါတယ်တဲ့အလူအတန်းလည်းရရောတယ်ဆိုတော့ဒါကိုကြည့်လို့ရှိရင်ဘာသာမဲ့တာက ကြောက်စရာမလိုဘူးဓမ္မမဲ့တာဓမ္မမဲ့မှလူတွေဆင်းရဲဒုက္ခရောက်တာ ဘာသာမဲ့ယုံနေဆင်းရဲဒုက္ခမရောက်ဘူးဆိုတာဒါတက်တည်ခိုင်လာခိုင်လုံနေနော်ခိုင်လုံနေဘာသာမဲ့ယုံနေကတော့ငါတို့တိုင်းပြည်လည်းပဲဘာလို့မှမကြနိုင်ဘူးဆင်းရဲဒုက္ခလည်းမရောက်နိုင်ဘူးဟုတ်တယ်မလားဓမ္မမဲ့ရင်တော့တိုင်းပြည်လည်းဒုက္ခရောက်မှာပဲလူတွေလည်းဆင်းရဲဒုက္ခရောက်မှာပဲအဲ့ဒီမှာကြည့်ပြီးတော့အဲ့ဒီခုငါဖတ်တဲ့စောင်းပါးပေါ်စာအုပ်ထဲမှာတော့သူကဘလို့ရေးထားတယ်ဆိုတော့ဘာသာထုံးဘာသာမဲ့တဲ့နိုင်ငံတွေမှာတဲ့အဆုံးရောက်ဆိုတာမရှိဘူးတဲ့ ဘာသာအားကောင်းတဲ့နိုင်ငံတွေမှာပဲအဆုံးရောက်ရှိတယ်တဲ့။ဒါတော့အဲ့လိုကြီးတာ။ဟိုနေကုန်းချုပ်တော့အဲ့လိုချုပ်တာလား။ဟုတ်တယ်နော်။ဘာသာအားကောင်းတဲ့နိုင်ငံတွေမှာဘာသာရေးအဆုံးရောက်ဆိုတာရှိတယ်နော်။သူတို့ကဘာသာမှမရှိတာမဲ့တာဆိုတော့အဆုံးရောက်မရှိဘူး။ဟောအဲ့ဒီမှာလည်းပဲတစ်ချက်သာသွားတယ်။အဲ့ဒါကြောင့်မို့အခုခေစားနေတယ်ဘာသာမဲ့ဘာသာမဲ့ဆိုတာဘုန်းကြီးကထင်တာတော့ဘာသာမဲ့ခြင်းမဲ့ပါဓမ္မမမဲ့ပါနဲ့ပေါ့နော်။ဘာသာမဲ့လို့ငါတို့ဆင်းရဲဒုက္ခမရောက်နိုင်ဘူး။ ဓမ္မမဲ့ရင်တော့ဆင်းရဲဒုက္ခရောက်နိုင်တယ်နော်ဆင်းရဲဒုက္ခရောက်နိုင်အခုဆင်းရဲတဲ့နိုင်ငံတွေလိုက်ကြည့်လို့ရှိရင်ဓမ္မမဲ့ရတာတွေ့နေရတယ်တတ်တတ်တတ်မနန်းခိုင်လုံးတယ်နော်ဓမ္မမဲ့ရနော်စီကနေလည်းပဲမလိုက်နိုင်ကြဘူးနော်ဥပဒေတွေလည်းမယိုသေးကြမလေးစားတယောက်နဲ့တယောက်လည်းပဲလေးစားခြင်းလည်းမရှိတယောက်နဲ့တယောက်မေတ္တာလည်းမထားကြဘူးလေဒါဓမ္မမဲ့ရတာပဲလေဘာသာမဲ့ရတာမဟုတ်ဘူးဓမ္မမဲ့ရတာပေါ့နော်အဲ့ဒီဓမ္မမဲ့တဲ့ဓာန်တွေကကိုယ်ပဲပြန်ခံရတယ်ဒါကြောင့်မို့လို့ဖရာဟောတရားရှိတယ် တရားကိုကိုကစောင့်လို့ရှိရင်တရားက ကိုကိုပြန်စောင့်နေတဲ့အဲအဲ့ဒါပြောတာနော်ဟာတရားကိုကိုကစောင့်ရင်တရားကကိုပြန်စောင့်နေဆိုတာခုနဓမ္မပါလာရွာရွာသားတွေကသူတို့တရားစောင့်နေစောင့်တဲ့အတွက်တရားကသူတို့ပြန်စောင့်နေတဲ့အတွက်သူတို့ရွာမှာငငယ်ရွယ်နဲ့သေတဲ့သူမရှိတာနော်မရှိတာဟောအဲ့ဒါတွေကစာပေမှာလည်းပဲရှိတယ်မတို့ဖျားဟောတရားထဲမှာလည်းရှိတယ်အခုလက်တွေ့အားဖြင့်လည်းပဲဥရောပမြောက်ပိုင်းကနိုင်ငံလေးတွေက နမူနာပြလိပြီเนาะအဲ့ဒီတော့ဟာတို့ဘာသာမဲခြင်းမဲပါဓမ္မမမဲနေဓမ္မမဲရင်တော့ဆင်းရဲဒုက္ခရောက်မှာသိကြတယ်အခုဆင်းရဲဒုက္ခရောက်နေတဲ့ပုံစံတွေကိုကြည့်လိုက်လို့ချင်းလဲဓမ္မမဲနေတာကြီးအမြင်နေရတယ်เนาะတင်းတင်းရှားရှားမြင်နေရတယ်เนาะအေးအဲ့ဒါလေးကိုသိပြီးတော့မှဟောတရားဓမ္မဆိုတာဒီလိုပဲတကယ်ဓမ္မကိုကိုကယူသေးမယ်လိုက်စားမယ်ဆိုရင်ဓမ္မကကိုယ့်ကိုပြန်ဆောင်ပါတယ်เนาะပြန်ဆောင်တယ်